ဆရာကျွန်တော်လွန်ခဲ့တဲ့16နှစ်လောက်ကျွန်တော်မြမအတိုင်းကို3နှစ်လောက်တင်မှုပါတယ်တဲ့နောက်ပိုင်းတော့တာဝန်နေနဲ့မအားလက်အချိန်သိမ့်မရတော့ပုံမှန်3ခွက်လောက်တော့ကျင့်ပြတယ်ဗျတိုက်ခိုက်ရေးပညာကျဆင်းသွားလားတဲ့မကျဆင်းပါဘူးဗျအဲကျွန်တော်တို့တိုင်းသမားပဲဖြစ်ဖြစ်တိုက်ခိုက်ရေးသမားတွေပဲဖြစ်ဖြစ်ကြားလို့ချင်းသိလို့ဝင်းပလေးလို့တတ္တဝါတွေပဲဖြစ်ဖြစ်ဖိုက်ဆန့်ရှိတယ်ဘူးလို့ပေါ့နော်ရုတ်တရက်ကိုကိုထိခိုက်လာရင်ဟော်မုန်းထွက်လာတဲ့အချိန်အဒရီနလင်းဟော်မုန်းထွက်လာတဲ့အချိန်ကြရင် fight flight or freeze ဆိုတဲ့၃ချက်ရှိတယ်ဗျအဲ့ဒီ၃ချက်မှာကိုကအမြဲတမ်း fight sense ရှိနေခဲ့တယ်ဆိုရင်အုံတော်ထဲမှာခန္ဓာကိုယ်ရဲ့ကြောသားတွေမှာလှုံ့ဆော်မှုအမြဲတမ်းရှိတယ်အဲ့ဒီဟာကို auto response လို့ခေါ်တယ်အခုအကိုက၃ခွက်၄ခွက်လဲပုံမှန်ကျင့်ပြနေတယ်ဆိုတော့အရေးကြုံရင်အဲ့ဒီ၃ခွက်၄ခွက်ကကာကွယ်သွားမှာဖြစ်ပါတယ်ဗျအဲကျွန်တော်တို့ဘလို့ပြောဥပမာဘလို့ပြရမလဲဆိုရင်အဲဓာရယ်လှန့်ရယ်ကင်သွားတဲ့စွတ်တူကြီးတစ်ယောက်လိုပဲဗျ အဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာလက်နဲ့တက်ကိုတက်ကအဲ့ဒီဒိုင်းနေလက်နဲ့တွေလှန်နေလိုမျိုးကာကွယ်သွားမှာဖြစ်တယ်ဗျအဲ့တော့ဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းပြောတာအမြဲတမ်းတမျိုးမဟုတ်တမျိုးကို တောက်လျှောက်လေ့ကျင့်နေတဲ့လူဟာဘာမှမကျင့်မဲထိုင်နေတဲ့လူတွေအသာတယ်လို့အမြဲတမ်းပြောတာအဲ့တော့ခပတ်နဲ့တွေအရေးကြီးလားဘောင်းမီနဲ့တွေအရေးကြီးလားအဲ့ဒါတွေကသူ့ရဲ့ level alike တေချာကျင့်ခဲ့မယ်ဆိုရင်အရန်ကို effect ဖြစ်တဲ့ အချက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတိုင်းပညာမှာသူ့ရဲ့ level ရှိတယ်အဲ့ level မှာရောက်သွားပြီးတော့ထိုင်သွားပြီဆိုတော့မရတော့သူကအဆင့်လိုက် level လိုက် upgrade ဖြစ်လာမှာဖြစ်သလိုအဲ့ဒီ level တိုင်းကိုလည်းတောက်လျှောက်ပုံမှန်ကျင့်နေဖို့လိုတယ်ဒါမှသာတိုင်းသမားတယောက်တိုင်းဆရာတယောက်တိုင်းပညာရှင်တယောက်ဖြစ်လာမှာပေါ့အဲ့တော့အကိုက၃ခွက်၄ခွက်ကိုပုံမှန်ကျင့်နေတာဖြစ်တဲ့အတွက်တိုင်းပညာရှင်ဖြစ်နေပါပြီပညာကရှင်သွားပါလိမ့်မယ်ဗျဒါလေးပြောချင်တာပါဗျကျေးဇူးတင်ပါတယ်